မကိကထိတ်တယ်မင်းကြီးလေးဟိုကလေးလေးကနေကအရန်ကိုလေးစားအားကြခဲ့ရအောင်မို့မကိဖြစ်တဲ့ခါမှလေဘယ်လိုပြောမလဲမကိကလေးအပြစ်မှာအရန်လေးလာတာအရန်လေးကြိုးစားတာအမှုပညာကိုအရန်ကိုချစ်တဲ့သူကြောင့်ဆိုတော့လေတကယ်ကိုမကိဘေးမှာနေတဲ့ခါကျကိုတခါလေးကျတော့ပြေတော့လို့စင်းပေါ်မှာအာရိုက်ခွင်းမစခင်မှာမကိရဲ့ပြုတ်မှုလေးမကိကိုကြည့်နေရတယ်ပဲအော်လှလိုက်တာတော်လိုက်တာဆိုပြီးအမြဲဖြစ်နေရတာ ဒီပေါ်တော့ရှေ့ကမနန်နာတို့ပြေးပြေးကြိုက်တဲ့ကားဆို90သားသားလိမ့်မယ်ပါလေအဲ့တော့အိုက်ကားဆိုပြီးခဏခဏပြန်ကြည့်ပြီးတော့အမေတယောက်ရဲ့ move တို့အဲအခြားအဲပေါ်ပါဆိုလို့လို့အရင်ကျင့်ခဲ့ရပါတယ်ဟုတ်အရန်ဝမ်းနေဖို့ကောင်းတယ်လေနော်အဲ့မှုလေးတကယ်လို့ရိုက်ကွင်းမှာပြေးအဲ့လိုမျိုး move မရမှာဆိုရင်အဲ့တချင်းလေးလေအထွေပဒီလေးဆွဲလို့ရွှေစာရံကိုထူစားကြမယ်ဆိုတာလေးနားထောင်ပြီးတော့လေ move ထည့်ခဲ့ရလေးလည်းရှိပါတယ်ရွှေစာရံကိုအရောက်သွားလို့ character ကကြတော့လေလေအဒီအစ်စ်တယောက်အတွက်ဆိုပေါ့နော်နည်းနည်းခက်တဲ့ character လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အပြည့်ဘက်ကအတက်နိုင်ဆုံးတော့ပြည့်ရဆရာမဆင်မမေခိုင်လည်းတင် जा ပေးရယ်ကိုထက်တို့တွေပမိုးနေလို့လည်းမတ်တုံလို့လည်းတင် जा ပေးရယ်ဆိုတော့အကောင်းဆုံးတော့ပြည့်ပြင်ဆင်ခဲ့ပါတယ်။အော် family show ကြည့်ပြီးတော့ပြည့်လက်ဦးဆရာဆရာကျွန်းပေါ့နော်ဆရာကျွန်းကစပြီးတော့ပြည့်ကိုချီးကျူးတဲ့အခါမှာအရန်လဲပြောရတယ်မင်းရတညာလောအဲ့လိုတောင်ပြောဆရာကလည်းချီးကျူးပေးရယ်ပြီးတော့ကိုမိုးနေတို့တွေကလည်းချီးကျူးပေးရယ်ဆရာဦးမြတ်ခိုင်တို့တွေ ပေါ့အများကြီးချီးထူးပေးရအတွက်အရင်ဝမ်းသာပါတယ်အဲစပိုင်ဖြစ်မှာဆိုလို့နည်းနည်းပြောပြပဲเนาะဟောပေါ့เนาะပြည်ကဒီထဲမှာငစိင်းတယ်မှာပေါ့เนาะနည်းနည်းအဲလိုအမ်အာကျန်းရှာကျန်းရွာသူမကြီးပေါ့အဲကာရိုက်တာအတွက်ဆိုပြည်ဆိုရင်အမ် ေါ်မှာလဲဆိုလို့ပေါ့နော်အရန်ငိုတာတွေရှင်းရတယ်အဲအချိန်တိုင်းအဲဒီပေါ့နော်ရှေ့ကမနန္တာတို့ပြေးပြေးကြိုက်တဲ့ကားဆို90သားသားလိမ့်မယ်ပါလေအဲ့တော့အိုက်ကားဆိုပြီးခဏခဏပြန်ကြည့်ပြီးတော့အမေတယောက်ရဲ့ move တို့အဲအခြားအဲပေါ်ပါဆိုလို့လို့အရန်ကျင့်ခဲ့ရပါတယ်ဟုတ်ပါဘူး ဟုတ်တယ်အဲ့ဒါလည်းပါပါတယ်ဟုတ်ကိုယ်စေသာသာလေးမြန်ငငယ်လေးခဏဘဲချိန်ကြီးကြီးအရန်ဝမ်းနေဖို့ကောင်းတယ်လေနော်အဲ့မှုလေးတကယ်လို့ရိုက်ကွင်းမှာကြေးအလိုမျိုး move မရမှာဆိုရင်အဲ့ဒီချင်းလေးလေအထွေပဒီလေးဆွဲလို့ရွှေစာရံကိုထူသားကြမယ်ဆိုတာလေးနားထောင်ပြီးတော့လေမူထက်ခဲ့ရလေးလည်းရှိပါတယ် ဒီကားပါကမကင်းတဲ့ကအစုံစင်းရလို့လူစုံကလွဲပြီးရောပေါ့နော်အဲနှစ်ယောက်တည်းစင်းရတော့မပါတလောက်ရှိရပေါ့နော်ဒါမဲ့မကင်းဘလောက်တောင်စူးစားလဲဒီအမှုပညာပေါ်မှာဘလောက်တောင်ယူသွက်လဲဆိုတာတကယ်မြင်ရတဲ့အတွက်အဲမကင်းအကယ်ဒမီရပါသေးလို့ပြန်ဆုတောင်းပေးပါတယ်တိကြတာပေါ့အမမကစ်ကထိတ်တယ်မင်းမီးလေးဟိုကလေးလေးကနေကအရန်ကိုလေးစားအားချခဲ့ရမှုမကစ်ဖြစ်တဲ့အခါမှာလေဘယ်လိုပြောမလဲမကစ်ကလေအပြစ်မှာအရန်လေးလာတာပေါ့ အရန်လေးစူးစားတာအမှုပညာကိုအရန်ကိုချစ်တဲ့သူကြောင့်ဆိုတော့လေတကယ်ကိုမကစ်ပေးမှနေတဲ့ခါကျကိုတခါလေးကျတော့ပြေတော့လို့စင်းပေါ်မှာအာရိုက်ခွင်းမဆခင်မှာမကစ်ရဲ့ပြုတ်ငူလေးမကစ်ကိုကြည့်နေရတယ်ပဲ။အော်လှလိုက်တာတော်လိုက်တာဆိုပြီးအများကြီးဖြစ်နေရပါဘူး။အော် parallel universe ကိုပြောချင်တာ။ဟုတ်ဂျုံနေတခါလေးကျတချို့ကြပြောကြရလေလို့အိမ်မက်တွေဘာတွေထဲမှာကိုမမြင်နိုင်တာတွေတခါလေးမှတချို့ပြောကြရင်ဒီကဘာမှာကိုကရှင်တယ်မိမဲ့နောက်ကဘာမှာ parallel universe တစ်ခုဖြစ်တာမျိုးကြီးဆိုတော့ပြရတော့နည်းနည်းတော့ယုံပါတယ်။ ဟုတ်ဒီ character ကိုတရုပ်ဆောင်ရမယ်ဆိုတော့အဲပြည့်ပြည့်တဘွားဘာလုံးမှာပြည့်အညာလည်းဖြစ်တယ်ပေါ့เนาะမခုတ်ဘူးဘက်ကဇာတိရတော့လို့ရွာလေးရဆိုတော့အဲ့ရွာမှာရှိရဲ့ အဲသူတွေကိုပုံဖော်ကြည့်ရဲသူတို့ဆိုရင်တော့ဘယ်လိုပြောမလဲထမိန်ဝတ်တာမစားသူတို့ဘယ်လိုလေးဝတ်မလဲအဲသူတို့စတုံးထုံးတာမစားဘယ်လိုလေးထုံးမလဲကာရိုက်တာဆိုရင်စကားလေယူလေတဲ့မစားဘယ်လိုပြောလဲဆိုတာကလေးကနေပြည့်တိကြရဆိုတော့အဲ့ဒါလေး memory ပြန်ခေါ်ကြည့်ရဲပြီးတော့အဲ့လိုအဖေတို့တွေနဲ့အခြားဆရာမမေခိုင်တို့တွေနဲ့အတိုင်ပင်ပြီးတော့ကြာမှာနောက်ဆုံးဆေးကိုပြီးတော့9ရက်လောက်ရိုက်တဲ့အခါကျတော့ကိုယ်ဆေးမပါဘူးဆိုပြီးတော့အဲ့လိုသွားအိတ်နေကြတာရှိရဲပေါ့နော်အိတ်တဲ့ချိန်မှာလို့တရေချောင်းဆုံးအိမ်မှာအိမ်မိရလို့ဒါပေမဲ့အဲခါမှမချောင်းခံခဲ့ရဘူး ပြီးတော့အချောင်းခံခဲ့ရအောင်ဒါပေမဲ့လို့ရွာသားတွေပြုတ်ပြတဲ့ခါကျအဲ့အိမ်မှာဆိုသူတို့နေခင်းပတ်တောင်မှတိတ်မသွားဘူးတဲ့အရန်ချောင်းလို့ဒါပေမဲ့ပြီးတော့အချောင်းခံခဲ့ရအောင်